မန်ယူသင်းကိုအနိုင်ကိုသွင်းကမြမသမိုင်းစိုက်ထူနိုင်ခဲ့တာကြောင့်တခါမှမချင်းမြင့်ဘူးတဲ့စုကြီးနဲ့ချင်းမြင့်ခံရတဲ့မောင်မောင်တွေရန်ကုန်စီလီမျိုးပြိသက်များလုံးပေမင်္ဂလာပါရှင်ပြိသက်များရှင့်မောင်မောင်တွေကတော့မြမနိုင်ငံကိုနိုင်ငံတကာမှာအကုန်ယူဝင်ကြွားနိုင်အောင်လက်တလုံးမှမှပူပူနွေနွေစူးစမ်းပြီးနိုင်ခဲ့တာဖြစ်ပါတယ်မောင်မောင်တွေတယောက်အာဆီယံအော်စတာအသင်းမှာရွေးချယ်ခံရခဲ့ကဂုဏ်ယူအောင်လုပ်ပြီးနိုင်မယ်ဆိုတာရှုံးချထားကြတာပါဒါကြောင့်မလို့လေမန်ယူနဲ့ကစားတဲ့ပွဲမှာခြေစွမ်းပြပြီးတကူကူမရှိနဲ့အနိုင်ယူပြနိုင်ခဲ့ ာပါမန်ယူအသင်းကိုဂိုးသွင်းလိုက်နိုင်တဲ့ကမြမောပရိသတ်တွေအတွက်တော့ဂုဏ်ယူစရာဖြစ်လို့နေတာပါကပဖလာရီအကြိမ်ကြိမ်ရရှိခဲ့တဲ့မန်ယူအသင်းကမောင်မောင်လွင်လို့မြမလင်ရင်းစင်ကစားသမားလက်အောက်မှာကြာရှုံးသွားခဲ့ရတာကြောင့်ဖြစ်ပါတယ်ဒါကြောင့်မလို့လေမောင်မောင်လွင်က ဆိုရှယ်မီဒီယာမှာလည်းနမည်ကြီးသွားခဲ့ရသလိုတကိန်းနှစ်ကိုအားပြီးချီးကျူးခံရတာပါနိုင်ငံကုံဆောင်နိုင်တာကြောင့်ပြည်သက်တွေစီကနေချီးကျူးခံရသလိုနိုင်ငံပေါ်လုံးအသင်းချုပ်စီကနေလည်းချီးကျူးမှုတွေရရှိလို့နေတာပါမောင်မောင်လင်ကိုနိုင်ငံပေါ်လုံးအသင်းချုပ်ကနေကွန်ပျူညာစာစားပွဲကိုစီစဉ်ပြီးကအသင်းရဲ့တာဝန်ရှိသူတွေကတက်ရောက်ကွန်ပျူပေးခဲ့ကြတာပါဒါအပြင်မြမလက်ရွေးစင်အသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့အေယာရီပန်ဥက္ကဋ္ဌကလည်းအသင်းဥက္ကဋ္ဌတယောက်အနေနဲ့စုကြီးငွေတွေချီးမြှင့်ပေးခဲ့တာပါမန်ယူသွင်းကိုဂိုးသွင်းနိုင်ခဲ့တာက အာရှနိုင်ငံတွေထဲမှာဆိုရင်လည်းမြန်မာနိုင်ငံအနေနဲ့အတော်လေးကိုကုန်တက်ကြပါတယ်။ မန်ယူသွင်းကိုဂုံးသွင်းနိုင်ခဲ့တာကအာရှနိုင်ငံကြီးထဲမှာဆိုရင်လည်းမြန်မာနိုင်ငံကြီးနဲ့အတော်လေးကိုဂုံတက်ပါတယ်ဒါကြောင့်မလို့လေပေါ်လုံးသိန်းချုပ်ကမောင်မောင်လွင်ကသိန်းတထောင်စုကြီးချင်းမြင့်ခဲ့တာပါ အာရှအသင်းတွေမှာအခုလိုဂုံဆောင်နိုင်ရင်ဒေါ်လာသိန်းချီစုချင်းမြင့်ခံရပါတယ်မြန်မာနိုင်ငံကလည်းသူ့အနေနဲ့သူဖြစ်တာမို့တက်နိုင်တဲ့သိန်းတထောင်ကိုစုကြီးညွန်နဲ့ချင်းမြင့်ခဲ့တာပါသိန်းတထောင်ဆိုတဲ့ပမာဏကမြန်မာနိုင်ငံအတွက်တော့အတော်လေးကိုမြင့်မားပါတယ်ဒါပေမဲ့လည်းဂုံပြုတဲ့ကစားသမားမို့အခုလိုစုကြီးတွေများများနဲ့ဂုံပြုပြီးတာပါမောင်မောင်လွင်ကအခုလိုချီစွန်း မ်းပြနိုင်တာကြောင့်မို့လဆာလည်းအများကြီးတိုးလာနိုင်ခြင်းရှိပါပြီ။တကယ်လို့သာလက်ရည်စင်ကစားသမားအနေနဲ့မြန်မာနိုင်ငံအတွက်မကတော့ဘဲအာဆီယံနိုင်ငံကအသေးနှွေကိုပြောင်းမယ်ဆိုရင်မမောင်လွင်ရဲ့ကစားခြင်းကအတော်လေးကိုများလာမှာပါ။အရင်တုန်းကတော့မမောင်လွင်ကတလကို300ချီကိုရရှိလာပါမြန်မာနိုင်ငံမှာမမောင်လွင်လိုကစားသမားတစ်ယောက်ရှိတဲ့အတွက်ဂုဏ်ယူနေရတာဖြစ်ပါတယ်။မမောင်လွင်ကထက်မြက်တလို့ခြေစွမ်းလဲပြနိုင်တာကြောင့်တခြားပြည်ပအသင်းကလည်းစိတ်ဝင်စားလို့နေကြမှာအမှန်ပါ။လာစာကိုမြောက်ကိုမင်းဆိုရင်တော့လာမယ့်ရာသီတွေမှာမမောင်လွင်နေနဲ့ပြ ီပအသင်းတွေစီသွားကစားနိုင်မှာဖြစ်ပြီးမြန်မာနိုင်ငံကုံဆောင်ဖို့ဆိုရင်တော့မြန်မာလက်ရင်းစင်အသင်းမှသာဆက်ရှိနေမှာဖြစ်ပါတယ်မြန်မာလက်ရင်းစင်အသင်းကဖီပနိုင်ငံတွေမှာကုံမဆောင်နိုင်ခဲ့တာကြာပါပြီမြန်မာအကစားရွှေတီးဆောင်ခဲ့တဲ့ခေတ်ကလည်းကြာပြီဖြစ်တဲ့အတွက်အရင်လိုအချိန်ကိုပြန်တန်းတနေကြတာတော့အမှန်ပါပဲဒါပေမဲ့အခုနောက်ပိုင်းမှာတော့အမျိုးသမီးလက်ရင်းစင်အသင်းမှဆိုရင်လည်းအောင်ပွဲတွေစတိုက်ဖြစ်လာသလိုလက်ရင်းစင်ကစားသမားတွေကလည်းကိုစီကုံဆောင်လာနိုင်ခဲ့တာဖြစ်ပါတယ်ပေါမောင်လွင်ကလည်းမှန်ယူကိုကိုသွင်းသလိုနောက်ထပ်ကုံဆောင်နိုင်ဖို့စက်ကြိုးစားသွားအောင်ပါ ါ့မန်ယူကိုကိုသွင်းနိုင်တာကြောင့်ဒိတ်တောင်စုကြီးငွေရရှိခဲ့တဲ့မောင်မောင်လင်ကိုအားချလာဆိုတာပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်